ဒီနေ့မှာပြပြပေးသွားမယ်ကျမ်းမာရေးဘိုးတူတာလေးတစ်ခုကတော့တလေးသီးနဲ့ပတ်သက်တဲ့ကျမ်းမာရေးဘိုးတူတာလေးတွေပဲဖြစ်ပါတယ်။တလေးသီးကိုလူကြိုက်များပြီးစားသုံးကြပေမဲ့သူ့ရဲ့ကျမ်းမာရေးကောင်းကျိုးလေးတွေကိုတော့ဘယ်သူမှသတိထားမိမယ်မထင်ပါဘူးနော်။ဒီတော့ဒီအစီအစဉ်လေးကနေတဆင့်တလေးသီးရဲ့ကျမ်းမာရေးကောင်းကျိုးလေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်။တလေးသီးရဲ့ကျမ်းမာရေးကောင်းကျိုးလေးတွေကတော့နံပါတ်၁ချက်အနေနဲ့နှလုံးရောဂါကိုကာဝယ်ပေးတယ်။ တလဲသည့်ဟာနှလုံးရောဂါကိုကာဝယ်ပေးနိုင်သလိုနှလုံးသွေးကြောကျဉ်းကျဉ်းကိုလည်းမဖြစ်စေပါဘူး။သွေးဖိအားကိုလည်းလျှော့ချပေးရင်တလဲသည့်ကိုနေ့စဉ်စားသုံးပေးရင်သွေးဖိအားမမှန်ကန်တာသွေးပေါင်ချိန်ရုတ်တရက်မြင့်တက်တာစတာတွေကိုလျှော့ချပေးနိုင်ပါတယ်။အထူးသဖြင့်တလဲသည့်မှာဗီတာမင် C ဓာတ်ပါဝင်တာကြောင့်သွေးနဲ့ပတ်သက်တဲ့ရောဂါတွေကိုနှိမ့်နှိမ့်ပါတယ်။ပြီးတော့အဆစ်ရောင်ရောဂါကိုပျောက်ကင်းစေတယ်။အလို့ရမ်းပင်ပန်းလို့အဆစ်အမြင့်ရောင်ရမ်းနိုင်ခြင်းနာ ရင်းရှင်းညောင်းညာကြိုက်ခဲယောဂါတွေအတွက်တလဲသည့်ကိုယုံကြည်စွာစားသုံးပေးတာနဲ့တက်တာပြောက်ကင်းစေနိုင်ပါတယ်။တလဲသည့်မှာအစစ်မြစ်ရောင်ရမ်းကြိုက်ခဲခြင်းကိုတက်တာစေနိုင်တဲ့အန်တီအောက်ဆီဒန့်တွေများစွာပါဝင်ပါတယ်။ပြီးတော့သွေးအားနည်းယောဂါကိုကုသပေးနိုင်တယ်။တလဲသည့်ကသွေးအားနည်းယောဂါကိုကာကွယ်ပေးနိုင်ပြီးတော့သွေးအားနည်းယောဂါသမားတွေအတွက်တင့်တော်တဲ့အသည့်တစ်မျိုးပဲဖြစ်ပါတယ်။ကန်ဆာယောဂါကိုလည်းကာဝယ်ပေးနိုင်ပါတယ်။တလဲဒီမှာကန်ဆာအမျိုးမျိုးကိုကာဝယ်ပေးနိုင်တဲ့အန်တီအောက်ဆီဒန့်တွေများပြားစွာပါဝင်ပါတယ်။ တလဲသီးကနေကာဝယ်နိုင်တဲ့ကန်စာရောဂါတွေကတော့စီးကျိတ်ကင်စာ၊ရင်သားကင်စာ၊အဆုတ်ကင်စာ၊အရေပြားကင်စာတို့ပဲဖြစ်ပါတယ်။ပြီးတော့မျက်ရည်ကိုတိုးတက်စေနိုင်တဲ့တလဲသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင်တော့အုန်းနောက်ဖွံ့ဖြိုးမှုကိုအားပေးပြီးမျက်ရည်ကိုတိုးတက်စေပါတယ်။ဒါ့အပြင်အသက်အရွယ်ကြောင့်ဖြစ်တဲ့အယ်ဇိုင်းမာရောဂါနဲ့ပိကိုက်တန်ရာကြောင့်ဖြစ်တဲ့အတိတ်မိယောဂါတွေကိုလည်းပျောက်ကင်းစေနိုင်တဲ့ဓာတ်တွေတလဲသီးမှာပါဝင်နေပါတယ်။ပြီးတော့အရေပြားကိုချုံမှုလှပစေတဲ့စပင်တန်စေတဲ့ ။သပင်ကျွတ်သူများအတွက်အထူးကောင်းမွန်စေ။ဗီတာမင်စီကျွဲဝစွာပါဝင်တဲ့သလဲသည့်ဟာအရေးပြားကျန်းမာရေးကိုလည်းအထောက်အပံ့ပေးပါရယ်။သွေးသားကိုတန့်စင်စေပြီးတော့အဖို့ပိတ်ကင်းတဲ့အသားရေကိုပိတ်ဆွတ်နိုင်ပါရယ်။နောက်တစ်ချက်ကသတိသားကိုကျန်းမာစေတဲ့ကိုဝင်ဆောင်မိခင်တွေသလဲသည့်ကိုစားပေးမယ်ဆိုရင်တော့ဗိုက်ထဲမှာရှိတဲ့သတိသားကိုကျန်းမာစေပါရယ်။ဒါပြင်မိခင်ကနေတဆင်ကုသနိုင်တဲ့ယောဂတွေကိုကာဝယ်ပေးပြီးတော့မွေးရပါနှလုံးယောဂဖြစ်ခြင်းကိုလည်းကြိုတင်ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကတော့တလဲသည့်စာသွင်ခြင်းအဖြစ်ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်။